အမျိုးသမီးတွေစီးပွားရေးခွင့်လန်းအကျန်းဖတ်ခြင်းခံရမှုကနေကာဝင်နိုင်မှုနဲ့သားဆက်ချပြီးကျန်းမာတဲ့ဘဝနေထိုင်ခြင်းနည်းလမ်းတွေပါဝင်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေကိုဂုဏ်ပြုပြီးကျန်းမာရေးပွဲတော်2015ကိုမတ်လ10ရက်နေ့ကအမျိုးသားဆက်ရုံမှာကျင်းပခဲ့ပါတယ်။အမျိုးသမီးတွေအတွက်ပညာရေးစီးပွားရေးနဲ့ပတ်သက်တဲ့ဘလို့အခွင့်အလမ်းတွေရှိနေတယ်လဲအမျိုးသမီးတွေဘာတွေလှုပ်ဆောင်နိုင်လဲဆိုတာသိစေနိုင်တယ်လို့ကျန်းမာရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှုတွေပိုပြီးသိနာလည်လာစေဖို့အခုလိုကျင်းပတာဖြစ်တယ်လို့ PSI ကဒေါက်တာဟန်ဝင်းထက်ကပြောပါရယ်ဂျမားရေးပွဲတော်မှာတော့ဟောပြောပွဲတွေအလှပဆိုင်ရာစာပေနဲ့စာတော့ကုန်ပစ္စည်းတွေကိုခင်းကျင်းထားပြီးအခမဲ့ဂျမားရေးစစ်ဆေးမှုတွေလည်းလုပ်ပေးနေတယ်လို့ဆိုပါရယ်ဒီအမျိုးသမီးတွေဂျာမားပေါ့နော်ဒီစီးပွားရေးပညာရေးဂျမားရေးနဲ့ပတ်သက်ပြီးတော့အသိဉာဏ်ဗဟုသုတတွေကျော်တိုးပွားလာမယ်တိုးပွားလာပြီးတော့အမျိုးသမီးတွေရဲ့ဘဝအမြင့်တင်ဒီအတွက်ဆောက်ဦးဖြစ်နေတယ်လို့အကူတို့ကယုံကြည်ပါတယ် ဒီနေ့ပွဲကတော့ကိုတို့ကနှစ်ပိုင်းရှိတာပေါ့နော်ဟိုဟော့ပြောပွဲလေးတွေပေါ့ဟော့ပြောပွဲလေးတွေရှိတယ်နောက်တစ်ဖက်မှာလည်းပြပွဲအနေနဲ့အကိုတို့ကစားမဲ့ဒီကျန်းမာရေးစစ်ဆေးမှုလေးနောက် cosmetics company လေးအခုဖြစ်တာတော့တို့က skin care နဲ့ပတ်သက်ပြီးတော့လေတို့ကအကြံဉာဏ်လေးတို့ကပေးมาဖြစ်ပါတယ်မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့15နှစ်လောက်ကတားဆက်ချအသိပညာပေးမှုတွေမရှိခဲ့ပေမဲ့အခုနောက်ပိုင်းပြောင်းလဲလာတာတွေ့ရပြီးကျန်းမာရေးဟော့ပြောပွဲတွေကိုအခုလိုနိုင်ငံတကာအမျိုးသမီးများနေမှာကျင်းပတာ ပိုပြီးထိရောက်တာမို့နှစ်တိုင်းလုံးသိနေလို့ဆိုလာသူကဒေါ်ဆွေစင်ထိုက်ပါကိုရိုင်းကမမရက်နိုင်ရင်သူများကိုလည်းကူညီနိုင်မယ်ဆိုတဲ့စိတ်နဲ့အမျိုးသမီးတိုင်းယုံကြည်ချက်ကိုစီရှိကြဖို့လဲတိုက်တွန်းခဲ့ပါတယ် မျိုးအကြောင်းအရာတွေကပြောပိုင်ခွင့်မရှိဘူးလေပြီးတော့ television တွေပါလေလို့မျိုး mass media တွေလည်းတက်မလာနဲ့လို့လွန်ခဲ့တဲ့15နှစ်တုန်းကတော့ကျမကိုတားခဲ့ဘူးလေအဲ music ဆိုတာမချားရဘူးတားဆက်ဆိုတာမချားဘူး music ဆိုတော့ပွားမယ်ဆိုပြီးတော့ပဲပြောခဲ့တာရှိခဲ့အောင်ဒါပေမဲ့လို့အခုနောက်ပိုင်းမှာတော့ဒါပြောင်းလဲလာတယ်လက်ခံလာတဲ့သဘောဖြစ်ပါတယ်ဒီလိုမိအားဖြင့်လည်းပဲအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုလေအထိတ်အမှတ်လောက်တာလေပို့ပြီးတော့ထိရောက်တယ်လို့ထင်ပါတယ်ဟိုမိမိကိုယ်ကိုယ်တိုင်က တောင်းလက်ချောင်းပေါ်မှာမမတ်ရနိုင်ရင်တခြားလူတွေကိုလည်းကူညီနိုင်မှာဖြစ်ပါတယ်အဲဒါကိုနားလည်ဖို့အတွက်လည်းကိုကိုကိုယုံကြည်မှုတွေရှိကြဖို့အတွက်ကိုကျမအတိုက်တွန်းညင်ပါတယ်စီးပွားရေးနယ်ပယ်မှာအောင်မြင်နေတဲ့အမျိုးသမီးတွေနဲ့ဆရာဝန်ကြီးတွေအမှုပညာရှင်တွေရဲ့ဆွေးနွေးခန်းတွေပါဝင်လာပြီးအကြံပေးမှုကာကွယ်တဲ့ပညာပေးပြောဆိုမှုတွေရှိတဲ့ဒီဂုံပြုခန်းနာကိုတက်ခွင့်ရလို့ကျေးဇူးတင်တယ်လို့ဆိုလာသူကစုကြပါပါအမျိုးသမီးတွေအတွက်အထူးထုတ်လုပ်ထားတဲ့အသားရည်ထိမ့်သိမ့်တဲ့ကုန်ပစ္စည်းတွေကိုဖြန့်ဖြူးနေတာမို့ အခုလိုပွဲမှာလာရောက်ပြတာလားလို့လဲဆိုပါတယ်ဒီနေ့ကအခမ်းအနားပေါ့နော်။ဒါမျိုးသမီးတွေကိုရည်ညွှန်းပြီးတော့တစ်ခါပါလုံးမှရှိအမျိုးသမီးရည်ညွှန်းပြီးတော့အကျင်းပါတဲ့ဒီကျမကြီးအသိပညာပေးရပွဲနည်းလေးဖြစ်တဲ့ခါကျတော့ဒီမရိုဆက်ကစကင်ကဲကလည်းအလားအပနဲ့ကျမကြီးပေါ့နော်။ပူပေါင်းထားတဲ့စကင်ကဲဖြစ်တဲ့အတွက်မရည်ရွယ်ချက်ချင်းနဲ့တိုက်ဆိုင်နေပေါ့။ဒါကြောင့်မို့လို့ပေါင်းဝင်ပူပေါင်းပြတာပါညီမလေးဟုတ်